ဆရာတော်ဘုရားကတော့နှစ်စဉ်တစ်တိုင်အိုင်ရှာမိုဘိုင်းမှာအပေးကပါကြွတ်ကြွတ်ဝယ်ယူတာဖြစ်ပြီးတော့ခုတစ်ခါမှလည်း15ပရိုမန်လေးနဲ့16ပရိုမန်လေးတွေကို trade လုပ်ပြီးတော့ထပ်မံဝယ်ယူအပေးသွားရပဲဖြစ်ပါတယ်ရှင်ยาเนี่ยอดิกะไม่หุบหรอกอดิกะก็ฉันเตียนี้อ้าทุ่งไหนอ๋อเตียนี้ปัวมะไหนอ๋อกูหลุยเปียวโซไหนหมดเลยเวอดิกะรู้อะไร ကျွန်တော်ကိုအိမ်လေးကိုတော့ပြင်းမနေပါနဲ့တော့အဲကျွန်တော်ရဲ့ကိုစားဆရာအိမ်လေးပြင်းနေပြီလားပါဘယ်ဘာဘာကျွန်တော်အိမ်တော့မပြင်းပါနဲ့ဆိုလိုတာကတော့မင်္ဂလာပါကဲဒီနေ့မှလည်းပြောစရာရှိတာလေးတွေပြစရာရှိတာလေးတွေဝေမျှစရာရှိတာလေးတွေကို အတူတူ reaction လုပ်ချင်ပါတယ် ဲ့တော့ရှေရှေဘိုးဘေးတွေပြောမနေတော့ဘူးပထမအဆုံးအနေနဲ့ဗီဒီယိုလေးတစ်ခုအရင်စကြည့်ကြရအောင် ကဲလောက်ကြအောင်ဘယ်မျိုးဘယ်ရွာမှာလဲတော့မသိဘူးဘုံကြီးကိုဝေါ်ပေါ်တင်ပြီးတော့အနောက်မှာလဲဘာတွေနဲ့လဲဘူပေါင်းနေနဲ့ရှေ့ကလဲ DJ တီးလုံးနေဖွင့်ပြီးတော့ဘာလောက်တာလဲတော့မသိဘူးဗျအမြင်မတော်တာတော့အမှန်ပဲအဲ့တော့အပေါ်ကဦးစင်းကလဲမိမ့်မယ်ကြီးပြုံးပြုံးကြီးနဲ့ဝေါ်ဝါနေထိုင်လိုက်လာတာထပ်ကြည့်ကြည့်အောင် န်တာလားဒါမှမဟုတ်ရင်ဘာလုပ်တာလဲတော့မသိဘူးဗျအမဘောဘောတင်ပြီးတော့အောက်ကလူတွေကဝိုင်းပြီးတော့မြှောက်ပြီးတော့ကကြတာအပေါ်ကဘုန်းကြီးကနေထိုင်ရင်ပြုတ်ကြလို့ခေါင်းပေါက်ရင်ပြဿနာတက်အောင်မယ်အဲ့တော့လူတွေကလည်းဗျကိုးကွယ်တဲ့ပုံစံတွေကဘလို့တွေလဲတော့မသိဘူးဗျနော်အခုနောက်ပိုင်းမှာမြင်လဲမသိတော့သလိုလုံလဲမလုံသိတဲ့ကိစ္စတွေပါလူတွေကဗျအုံနောက်မရှိညာရင်မမီလို့လုံမယ်ဆိုရင်တော့မှဒီမှာမိမ့်မိန်ကြီးထန်နေတဲ့ ဘုံကြီးတွေကတားရမယ်မဟုတ်ဘူးလားလို့ဒါမျိုးတော့တက္ကရာမတို့မသိတော့ဘူးဒါမျိုးတော့မလုပ်ပါနဲ့ဒါကတော့ဝင်းနီးတယ်လည်းမညီပါဘူးအဂရဝဖြစ်ပါတယ်လူတွေမြင်မှလည်းမသိတော့ပါဘူးဒါမျိုးတော့တားရမယ်မဟုတ်ဘူးလားအဲ့တော့မတားတဲ့ပြင်ဦးမအောက်ကနေကခုံပြီးတော့ DJ တချင်းတွေဖြွင့်ပြီးတော့ဝေါ်ဘော်တင်ပြီးတော့လိုင်းပေါ်တော်ရောက်လာသေးတယ်အဲ့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာသာတရားပေါ်မှာယုံကြည်တာတတ်ဝင်တာကောင်းပါတယ် ဒါပေမဲ့ကျွန်တော်တို့ယုံကြည်မှုတွေကိုးကွယ်မှုတွေကညံနဲ့ရှင်နဲ့ယုံကြည်ကိုးကွယ်မှုတွေဖြစ်တဲ့။ညံနဲ့ရှင်နဲ့လှူဒန်းမှုတွေဖြစ်တဲ့။အဲ့တော့ဘာသာတရားတိုးတက်ဖို့ကြီးပွားဖို့အတွန်းရှည်ဖို့ဆိုရင်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေအနေနဲ့ညံနဲ့ရှင်နဲ့ကိုးကွယ်ယုံကြည်မှုကိုးကွယ်စည်းကမ္မှုညံနဲ့ရှင်နဲ့လှူဒန်းမှုတွေပြုဖို့လိုပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ငါတို့ဘာသာတရားငါတို့ယုံကြည်တတ်ဝင်တာပဲ။ငါတို့ကုသိုလ်ရရင်ပြီးရောငါတို့အလှူရရင်ပြီးရောငါတို့ဖုံဖုံငါတို့ဆရာတော် အစဉ်ပြေရင် ပြီးရောငါတို့ဘာသာတိုးတက်ကြီးပွားရင်ပြီးရောလှုပ်ချင်တိုင်းလှုပ်မယ်ဖြစ်ချင်တိုင်းဖြစ်နေမယ်ဆိုရင်တော့ဒါတွေကရေရှည်မှာမကောင်းဘူးဆိုတာလေးကိုတော့ထောက်ပြခြင်းပါလေနောက်ပြီးဒီဗီဒီယိုဖိုင်လေးတစ်ခုပြမယ်ဗျရှင်ရောဖျားကတော့နှစ်စင်တတိုင်းအိုင်ရှာမိုဘိုင်းမှာအဲပေးကဘာတွတ်တွတ်ဝယ်ယူတာဖြစ်ပြီးတော့ခုတစ်ခါမှလည်း15 Pro Max လေးနဲ့16 Pro Max လေးကို trade လုပ်ပြီးတော့ထပ်မံဝယ်ယူအားပေးသွားရပဲဖြစ်ပါတယ်ရှင်။ဝယ်ယူထားတဲ့ phone model လေးကိုလည်းအသက်တာဆုံးစေး16 Pro Max 256K HA region ကိုမှတွေးရ granny ကို69ဒိန်9000နဲ့ရောင်းချပေးရဖြစ်ပြီးတော့ဆရာဖျားကင်ထားတဲ့ iPhone 15 Pro Max ကိုလည်းဈေးကောင်းပေးပြီးပြန်ဝယ်တာမို့လို့အတော်လေးကိုသဘောကျသွားပြီးတော့ 15CV နဲ့ 17CV ကိုထွင်ပြုလုပ်ပြီးဝယ်ယူပေးသွားတာဖြစ်ပါတယ်ဆရာတော်ဖျားလည်းအသက်ရကျော်ရှိပါစေတရားပွဲတန်းရိတ်ခွန်းမှာဖြစ်တာမို့လို့ကင်မရာကောင်းကောင်းလေးနဲ့ iPhone 15 Pro Max ဝယ်ယူပေးသွားတာဖြစ်ပြီးတော့ Apple ကနှစ်စဉ်နှစ်တိုင်းအသစ်အသစ်တွေတိုင်းအင်စတာမိုဘိုင်းမှာပဲလာရောက်အပင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အကြနေကြပြီမလား တော့ဒီဆရာတော်ဖះကအိုင်စတားမှာနှစ်စဉ်နှစ်တိုင်း tracking လာလာလုပ်တယ်အဲ့တော့ဒီနှစ်မှာ15 pro max နဲ့ second pro max ကိုလာပြီးတော့ tracking လုပ်တယ်အဲ့တော့ရဟန်းတက်ကတပါးအနေနဲ့ကိုတိုင်ကိုကြ ဖုန်းဝယ်လို့ရလားကိုတိုင်ကိုကြဖုန်းဆိုင်မှာသွားပြီးတော့ဒီလိုမျိုးဖုန်းသွားပြီး tracking လုပ်လို့ရလားကိုယ်တိုင်ပတ်စံကင်ပြီးတော့ကိုသုံးမဲ့ဖုန်းကိုကိုယ်တိုင်ဝယ်လို့ရလားဒါကဝင်းနီးတိတ်ခါပုတ်တွေနဲ့ညီရဲ့လားအဲ့လိုမျိုးမေးရင ျွန်တော်ကိုဝိုင်းဆဲကြပါလိမ့်မယ်။ဒါကတော့ဆရာတော်ရဲ့ရှေးဘဝကုသိုလ်ကောင်းမှုတွေနဲ့ဖုံးကံမြမမှုတွေကြောင့်သူဖုံးသူကံနဲ့ဖြစ်လာတာတွေပေါ့လေ။အဲ့လိုပြောပြီးတော့ကျွန်တော်ကို လာဆဲကြပါလိမ့်အောင်မယ်။အဲ့တော့အဲ့လိုမျိုးကျွန်တော်မမေးပါဘူး။အဲ့တော့ရဟန်းတန်ဃာတော်ဒီအတွက်ဒီလိုမျိုးနောက်ဆုံးပေါ်ဖုံးမှဖြစ်မှာလားဒီ15 promise ၄လောက်ဆိုရင်ရောမဖြစ်ဘူးလားအမှန်တိုင်းပြောရင်ကျွန်တော်တော့15 promise မကင်နိုင်ပါဘူး အဲ့တော့ပြီးတော့ကျွန်တော် channel ကိုကြည့်တဲ့လူတော်တော်များများလဲကိုင်းနိုင်လိမ့်မယ်လို့မထင်ပါဘူးအဲ့တော့ဒီနိုင်ငံဒီအခြေအနေဒီအလုပ်အကိုင်းဒီအခွင့်အရေးတွေနဲ့ဒီလိုမျိုးနောက်ဆုံးပေါ်ဖုန်းကင်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါကဇင်ခံပစ္စည်းလို့ပဲကျွန်တော်ကသဘောထားပါတယ်အဲ့တော့ရဟန်းတန်ဃာတော်တွေအနေနဲ့ဇင်ခံပစ္စည်းတွေကိုကိုယ်တိုင်ကိုယ်ကျပတ်စံပေးပြီးတော့ဆိုင်မာဝယ်တယ်ဆိုတာကတော့ဘလို့မှ မတင်တော်ဘူးလို့ထင်ပါတယ်ဝိနည်းသိက္ခာပုတ်တွေရလဲအစင်မပြေပါဘူးအဲ့တော့ဒါ၄ကိုရှင်ဖျားတို့ထိမ့်သိမ့်ဖို့လိုပါတယ်အရှင်ဖျားတို့ရောင်ရဲဖို့လိုပါတယ်အတိကအကရဟန်းတန်ဃာတော်တွေအနေနဲ့ဗုဒ္ဓဘာသာသာသနာထွန်းကားပြန်ပွားဖို့အတွန်းရှည်ဖို့ကြိုးပမ်းရမယ်သာသနာအာဇာနည်သာသနာခေါင်းဆောင်တွေပါအခုဆိုလို့ရှိရင်ဇွဲထက်ရွှေဆိုင်ရနေပြီးတော့မစိုးရင်တိုက်တဲ့ကြီးကိုဆောက်လုပ်လှူဒန်းနေဘလောက်ကုံကုံသူ့တရာတရား ဇွဲထက်ရွှေဆိုင်ကပြဿနာမရှိ။ तू ကပြဿနာရှိပြီးသားလူ။ तू ကလှူလိုက်လို့လေ तू မှပိုပြီးတော့တိုးပွားလာဖို့ပဲရှိတယ်။ကုသိုလ်ကောင်းမှုပြုတဲ့အတွက်ကြောင့်။အဲ့တော့ तू နဲ့အတူတူနောက်ပါတွေပြည်သူတွေမရှိစင်းရဲသားတွေကစေတနာတရားတအားထက်တန်စွာနဲ့ရှိတာတွေတက္ကတိချွတ်လူလက်ကောက်တွေချွတ်လူရှိသည်မြဟာလေးတွေချွတ်လူအဲ့လိုလှူကြတယ်ဗျ။အဲ့ဒါကဖျားတယ်ဖို့လှူတာမဟုတ်ဘူးចောင်းဆောက်ဖို့လှူတာ။အဲ့တော့ဒီចောင်းမှာနေမဲ့ယဟန်တန်ဃာတွေအတွက်ကိုလှူတာ။ ဲ့တော့တချို့ကအတ္တနဲ့ရှင်ပြီးလူကြတာမှန်တယ်တချို့ကတော့ကိုကုသူရဖို့ကိုနောင်ဘဝကောင်းကောင်းမွန်မွန်ဖြစ်ဖို့လူကြတယ်မှန်ပေမဲ့အဓိကကတော့ရည်ရွယ်တာကဒီကျောင်းဆောင်ကြီးဖြစ်ပြီးတော့ဒီကျောင်းပေါ်မှာသတင်းသုံးမဲ့ယဟန်တန်ဃာတွေအတွက်ပဲရည်ရွယ်ကြတာအဲ့တော့ဒီကျောင်းဆောင်ပေါ်မှာသတင်းသုံးမဲ့ဆရာတော်တန်ဃာတော်တွေအနေနဲ့ဝင်းနီးတိတ်ခါပုတ်တွေကိုထိမ့်သိမ်းဆောက်ရှောက်ဖို့လိုပါတယ် အဲ့တော့ကျွန်တော်တို့နိုင်ငံမှာဒီလောက်ဆင်းရဲတာဒီလောက်ချွတ်ချုံကြနေတာဒီလောက်ဒုက္ခဒုက္ခတွေများနေတဲ့ကြားတွေကရှိတာတွေချွတ်လှူပြီးတော့တရားတအားထက်တန်စွာနဲ့ကြောင်းကြီးတိဆောက်တဲ့နေရာမှာပါဝင်လှူဒန်းကြတာပါအဲ့တော့ယတနာတွေအများကြီးဌာပနာထားတဲ့ကြောင်းကြီးပေါ်မှာနေမဲ့ယဟန်တန်ဃာတော်တွေအနေနဲ့လဲဘုရားချမှတ်ထားတဲ့ဝိနည်းတိခါပုတ်တွေကို လေးစားလိုက်နာပါ ာသနာတည်တံ့ခိုင်မြဲဖို့တာသနာထွန်းကားဖို့ကိုရည်ရွယ်ပါဒီလိုမျိုးဇိမ်ခံပစ္စည်းတွေတုံးနေမယ်ဒီလိုမျိုးဇိမ်ခံပစ္စည်းတွေကိုတုံးပြုနေပြီးတော့ကျောင်းကြီးပေါ်မှာဖြစ်မြောက်လာမယ်ကျောင်းကြီးပေါ်မှာတစ်တော့ရိုက်နေမယ်စီးစိမ်ခံစားရင်မူးနေမယ်ဆိုရင်တော့လည်းအဆင်မပြေပါဘူးဒါကတော့ကြိုပြီးတော့တတိပေးလိုက်ရခြင်းဖြစ်ပါတယ်ကြိုမြင်နေလို့ပါဘာလို့ကြိုမြင်လဲဆိုလိုင်းပေါ်မှာလည်းတွေ့နေရလို့ပါအဲ့တော့မင်းကတော့ရှောက်ပြောနေတာပဲစိတ်ကူးတွေနဲ့ရှောက်ပြောနေပါတယ်ဆိုတဲ့သူတွေ လာခဲ့ပါဗီဒီယိုဖိုင်တွေပို့ပေးမယ်အဲ့နားမှာတင်ပတ်ခနဲလဲတည်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးကိုလည်းထောက်ပြခြင်းပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုတစ်ချက်ကြည့်ပါဟုတ်ကဲ့ဗျာဒီအဲ့လားလေးကိုတစ်ချက်ကြည့်ခြင်းတယ်လို့အမဟိုအဲ့ဒီဟာဟိုပြင်ကျင်တဲ့စိတ်ကောရှိလားလို့စံတရှိလားလို့ဟုတ်ကဲ့ဘာဘာအခုဘာဘာနေတဲ့ဒီနေရာလေးကိုတဲ့သူတို့ကဒီအကာတွေပါပြင်ကျင်တော့တဲ့ဘာဘာပြင်ကျင်လားတဲ့ မလုံဝနဲ့ခင်ဗျာယေစုတင်ပါတယ်ဒါပေမဲ့ကျွန်တော်ကအရင်က93နဲ့4 20ရောက်နေရည်ဆိုတော့ဒီဟာလေးဟာအဓိကမဟုတ်ပါဘူးအဓိကကကျွန်တော်တရားလေးအားထုတ်နိုင်အောင်တရားလေးပွားများနိုင်အောင်ခုလိုပြောဆိုနိုင်ဖို့လေးပဲအဓိကလိုပါတယ်ကျွန်တော်ကိုအိမ်လေးကိုတော့ပြင်းမနေပါနဲ့တော့ เออจนเอกูซาเสียไอ้นี่ปี้เนี่ยไปป่ะเอ้บาบ้าจนไอ้น้อไม่ปี้มาเน่โทรโหลดาก็รอตาดุขอบาเลยคุโลลีศีลนาเตชัตตานาหาอลวนมวยมวยเม็ดแต่ธรรมดาณဖြစ်ပါတယ်อลวนมวยตันเตียโกจีญูลุหลูจินน่ะมุล่ะธรรมเมษวยีอ่ะดาก็တော့ตะชู่แลตีจ๋ามาบาบ้าจาย သူ့အတွက်သူ့ရဲ့သူ့နေတဲ့တဲလေးပေါ့ဗျာနော်သူ့နေတဲ့တဲလေးကထယံနေလဲဆုတ်ချနေတဲ့အချိန်မှာအလူရှင်ပေါ်လာတာတောင်မှမလိုပါဘူးလိုတာကတရားကို ကောင်းကောင်းမွန်မွန်ပွားများဖို့တရားကို ဖြန့်ဝေပေးဖို့ပဲလိုပါတယ်ဆိုတဲ့အဓိက ဟာကိုပဲသူပြောသွားတယ်အဲ့တော့ကျွန်တော်တို့ကအဓိကနဲ့တမ္မညာဆိုတာကိုခွဲခြားဖို့လိုပါတယ်ဘယ်ဟာကအဓိကလဲ အဲ့တော့လှူတဲ့သူတွေကလည်းအဓိကကိုတိပြီးတော့ညံနေရှင်နဲ့အလှူတစ်ခုပြုတ်ဖို့လိုသလိုအလှူခံတဲ့ပုံကိုယ်တွေကလည်းဘယ်ဟာကတော့အဓိကကြတယ်ဘယ်ဟာကတော့လိုအပ်တယ်ဖျားအတွက်လားတရားအတွက်လားတန်ခါအတွက်လားသာသနာအတွက်လားဘာသာအတွက်လားဆိုတဲ့ဟာကိုဦးစားပေးတဲ့ချင်းချင်းစဉ်စားတွေးတောပြီးတော့မှညံနေရှင်နဲ့အလှူတစ်ခု ပြုတ်ခွင့်ပေးဖို့လိုပါတယ်အဲ့ဒါမှလည်းဘာသာသာသနာဆိုတာက တိုးတက်ကြီးပွားစီပင်မဲ့ကိစ္စပါဒါကအမျှော်မြင်နဲ့ဆိုင်တဲ့ကိစ္စပါ ဒါကအတ္တမပါတဲ့ကောင်းကျိုးလိုလားတဲ့ကိစ္စပါအဲ့တော့ဒါလေးကိုတော့ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါဒါလေးတွေကတော့ဒါကျွန်တော်ရဲ့တကူကြီးတကာရကျွန်တော်ထင်နဲ့မြင်နဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကြောင့်မှားခြင်းလဲမှားနိုင်ပါတယ်လွဲခြင်းလဲလွဲနိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဘာသာတန်တနာအတွက်ကောင်းစေခြင်းနဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့ပဲဒီဗီဒီယိုဖိုင်လေးကိုဝေမျှလိုက်ရခြင်းသာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါဒီနေ့အတွက်တော့ဒီလောက်ပါပဲ